မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်စေမိုင်ကန်အကွာတော်လိုင်းတပ်များကတိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်တရကုန်းချေးရွာစစ်ကောင်စီစခန်းပြန်လည်ရရှိရေးအတွက်စစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်က59ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျေးဇူးကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့ April 14ရက်နေ့ကြံအချနေမှာ ပြင်းလွင်မြို့မှာရှိတဲ့ DSC စစ်တပ်ကတို့ចောင်းဝင်းအတွင်းကို short တိုက်ဒုံးအလုံး20ခန်းနဲ့ပြစ်ခတ်တိုက်ခဲ့ခဲ့တယ်လို့သိရပါတယ်။ AP လ15ရက်နေ့မနက်အစောပိုင်းမှာပြင်းလွင်မြို့အနီးမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့တရကုန်းချေးရွာကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးညနေပိုင်းမှာတရကုန်းရွာစစ်ကောင်စီစခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကတရကုန်းချေးရွာကိုပြန်လည်ရရှိအတွက် AP လ16ရက်နေ့ကနေစပြီးတော့ကြီးချောင်း၄ချောင်းတုံးနဲ့ပြင်းထန်စွာတံပြန်ထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါတယ်။ AP လ16ရက်နေ့တိုက်ပွဲမှာထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရမှာစစ်ကောင်စီဘက်က15ဦးခန့်သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီးတော့ဧပြီလ20ရက်နေ့တိုက်ပွဲမှာတော့ပြည်သူ့ကာကွယ်ရေးဝန်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဧပြီလ21ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီဘက်က73ဦးသေဆုံးပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဧပြီလ22ရက်နေ့ညပိုင်းမှာတော့စစ်ကောင်စီရဲ့လက်နက်ကြီးဒီနေရာကို drone နဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အလားတူပဲအေပီလ23ရက်နေ့မနက်ပိုင်းမှာထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီ15ဦးခန့်တေဆုံးခဲ့တယ်လို့သိရပါဗျာ။အေပီလ24ရက်နေ့မှာလက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။အေပီလ25ရက်နေ့မွန်းတဲပိုင်းအချိန်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်သား73ခန့်တေဆုံးပြီး16ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။အလားတူပဲအဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု32ကြိမ်ပြုတ်လုပ်ခဲ့ရာစီရေးပြတ်မှတ်မဟုတ်တဲ့သာသနာအဆောက်အအုံတွေဖြစ်တဲ့ ဘုံကြီးကျောင်းများအတွင်းကို26ကြိမ်ကြက်ရောက်ခဲ့ပြီးတော့ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကို7ကြိမ်ကြက်ရောက်ပောက်ကွဲခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဒရဦးမြို့နယ်မှာစစ်ကောင်စီရင်နှန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကတေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ25ရက်နေ့ညနေ4နာရီအချိန်မန္တလေးတိုင်းဒရဦးမြို့နယ်မြို့သားဆက်မှုဆောင်ကြားမှာဖြတ်တန်းသွားလာနေတဲ့စစ်ကောင်စီရင်နှန်းကိုဒရဦးမြို့နယ်ပကဖနဲ့မဟာမိတ်အဖွဲ့များ ပရိသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုမစ်ရှင်ကိုဒရအုံမြို့နယ်ပကဖားနယ်အတူမြင်းကြံခရိုင်တိုင်ရင်6ရဲ့တပ်ခွဲ3မန္တလေးလူငယ်အဖွဲ့ YOM ရွှေကျိုးပြူအဖွဲ့ AOR မြင်းသားပြည်သူ့ကာကွယ်ရေးအဖွဲ့ပါဝင်တဲ့မဟာမိတ်အဖွဲ့များကပူးပေါင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမိုင်းဆွဲတိုက်ခိုက်ရမှာပြစ်မှတ်ကိုတိကျစွာမိုင်းဆွဲတိုက်ခိုက်နိုင်ခြင်းကြောင့်စစ်ကောင်စီတပ်သားများပြန်လည်ခုခံခြင်းလုံးဝမရှိတဲ့အတွက်ကြောင့်အသေးအပြောက်များနိုင်တယ်လို့သိရပါတယ်။မစ်ရှင်ကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပြီးတဲ့နောက် ဒရုံမျိုးနဲ့ပကဖရဲဘော်များနဲ့မဟာမိတ်ရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒရုံမြင်းကြံလမ်းမိုင်းမှာဖြတ်တန်းသွားလာနေတဲ့ပြည်သူတွေအနေနဲ့မိမိတို့ရဲ့ကားများကိုမှန်ချပြီးတော့မောင်းနှင်ကြရန်ည9နာရီအချိန်ကနေမနက်4နာရီအချိန်အတွင်းဖြတ်တန်းသွားလာခြင်းမပြုကြရန်အကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့ပစ္စည်းများအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတယ်ဆောင်ပေးခြင်းလန်ခီသွားလာရမှာလဲအကြမ်းဖက်စစ်ကောင်စီရင်နှန်းများနဲ့အနီးကပ်လိုက်ပါခြင်းများကိုမပြုတ်လောက်ကြရန် တရုံမျိုးနဲ့ပကဖကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်တိုင်းလှေကူးမျိုးနယ်မှာရှိတဲ့စစ်မှုထမ်းဟောင်းရုံးဆောင်စစ်တပ်ကိုဧပြီလ26ရက်နေ့ညပိုင်းကဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဧပြီလ26ရက်နေ့ည9:05မိနစ်အချိန်မှာလှေကူးမျိုးနယ်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဟောင်းရုံးဆောင်စစ်တပ်ကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖတို့ကပူးပေါင်းပြီးတော့ပြင်းအမြင့်နဲ့အဝေးထိန်းမိုင်းနဲ့ထိတိယယောက်တိုက်ခိုက်ခဲ့ပြီးတော့ လုံခြုံရေးစစ်သားများထိခိုက်မှုရှိနိုင်တယ်လို့သိရပါတယ်စစ်ကောင်စီကမတရားဥပဒေထုတ်ပြီးတော့ပြည်သူများကိုစစ်မှုမထမ်းမနေရအားပေးအားမြောက်ပြုလုပ်နေသူအားလုံးကိုထိထိရောက်ရောက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းထပ်မံအသိပေးထားတယ်လို့သိရပါတယ်နောက်ထပ်ပြစ်မှတ်ကြီးများကိုလည်းမဟာမိတ်အဖွဲ့များပူးပေါင်းပြီးတော့ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများနဲ့ဝေးဝေးနေထိုင်ပေးကြဖို့ကိုရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကသတိပေးထားတယ်လို့သိရပါဗျ ်အလားတူပဲအေပီလာ26ရက်နေ့ည7:50မိနစ်အချိန်ကတောင်တကုံမြောက်တကုံအရှိတကုံနဲ့တာဂီတာတို့မှာဘုံများပောက်ကွဲပြီးတော့ပြစ်ခတ်တန်များကိုကြားခဲ့ရပြီးလူနာတင်က အတန်တွေကိုလည်းကြားနေရတယ်လို့ပြည်သူတွေကပြောဆိုခဲ့ပါတယ်ည7:50မိနစ်အချိန်တုန်းကအုံးဆိုတဲ့အတန်ကြီးကိုတောင်တကုံ53 54 55 65 63ရက်ကတ်တွေကအတိုင်းသားကြားလိုက်ရတယ်လူနာတင်ကအတန်တွေကိုပါ53ရက်ကတ်ကနေကြားနေရတယ်လို့တောင်တကုံကပြည်သူတူကပြောဆိုခဲ့ပါတယ် ။ဒဂုံမျိုးတစ်မြောက်ပိုင်းမျိုးနယ်ကပြည်သူတို့ကတော့ဘုံပေါက်ကွဲစံနေတဲ့အတူ ပြစ်ခတ်တန်းတွေကိုလည်းကြားခဲ့ရတယ်လို့အတီးပြုတ်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမျိုးနယ်မှာစစ်ကောင်စီကတပ်ဆွဲထားတဲ့နေရာများနဲ့စစ်ကြောင်းကို drone နဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ16ရက်နေ့မနက်7:45မိနစ်အချိန်မှာရွှေဘုံမျိုးအထွတ်မင်းကုံကျေးရွာဖုန်ကြီးကျောင်းကနေထွက်လာတဲ့အင်အား90ခန့်ပါတဲ့စစ်ကြောင်းဟာ ခြိပံမြောက်ရွာတရားအနီးနေရာယူဖျက်ချက်ထားတဲ့အချိန်ရွှေဘူခရိုင်ပကဖ drone တပ်ဖွဲ့ကဥဆောင်ပြီးတော့ရှာထူဝနီးပညာတပ်ဖွဲ့က drone နဲ့ဘုံသီး၅လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ AP လ20ရက်နေ့မွန်လွယ်တနင်္လာ40မိနစ်အချိန်ကမှအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအထိုင်ချတပ်ဆွဲထားတဲ့ရွှေဘူမြို့တောင်ဘက်အထွက်မုတ်ပေါက်ကိုလည်း drone နဲ့ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ9:55မိနစ်ခန့်မှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများဟာခြိပါကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အချိန် ဒရုန်းနဲ့ဘုံစီ၃လုံးဖမ်းမှန်ကျချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ AP လ22ရက်နေ့မနက်7:20မိနစ်ခန့်မှာချီပါကြေးရွာမှာအထိုင်ချတပ်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့ဘုံစီ၆လုံးထမှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရှားထူးဝနီးပညာတပ်ဖွဲ့ Team 6နဲ့အတူမတထောင်တကောင်ဘွားဒီပဲရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုခရိုင်ပကဖဒရုန်းတပ်ဖွဲ့ရောင်နေရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦး Freedom Comrades YFC အဖွဲ့ဝင်းပလွေပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးနဲ့ ရွှေဘိုခရိုင်အမှတ်လေးတက်ရင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်လေးအိမ်တန်းရွာပြူစောထီတွေကဈေးတဲ့ဥဖိုးထုကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ရုပ်အလောင်းကိုလမ်းဘေးမှာဆုံးပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အေပီလ25ရက်နေ့မနက်ပိုင်းကမြင်းကြံမြို့နယ်လေးအိမ်တန်းကျေးရွာထိပ်မှာဂိတ်ဖွင့်ထားတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစောထီများကဒေသတွင်းလှည့်လည်ဈေးရောင်းချနေတဲ့သူအသက်50အရွယ်ဥဖိုးထုကို အညိုအတင်းနဲ့ဖမ်းဆီးပြီးတော့ရွှေညောင်ပင်ရုံးမှရိုက်နှက်တပ်ဖြတ်ခဲ့ကဥဖိုးထူတေဆုံးသွားတယ်လို့သိရပါတယ်။အခုလိုရိုက်နှက်တပ်ဖြတ်မှုကြောင့်တေဆုံးသွားတဲ့ရုံးအလောင်းကိုလေးအိမ်တန်းရွာရွှေကျွန်းသာလမ်းပင်ကျောင်းထဲမှာဆွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။မဖမ်းခင်အရင်ရက်ကအဲ့ဒီလေးအိမ်တန်းရွာထိပ်ကပြူစောတိတွေကသူ့စီမှာပါလာတဲ့အရက်ဖာတွေကနေအရက်ပလင်း၃လုံးကိုနှုတ်ယူလိုက်တယ်။အဲ့ဒါကိုသူကစစ်ကောင်စီခန့်အုပ်ကြီးတင်းတင်းဆွေဆွေကိုတွားတိုင်တာအုပ်ကြီးကအဲ့ဒီပြူစောတိတွေကိုစုလို့ပြူစောတိတွေကအညှိုးထားပြီးတော့နောက်ရမှာဖမ်းပြီးတော့ရိုက်တက်လိုက်တာ။ အလောင်းတို့တော့လေးအိမ်နဲ့ရွှေကျွန်းသာသွားတဲ့လမ်းဘေးကကြောက်ထဲမှာကျိုးတုပ်ရက်နဲ့ထားခဲ့တာဦးကောင်းမှာဒဏ်ရာတွေသွေးတွေနဲ့နေခင်းနှစ်နာရီလောက်မှာအလောင်းကိုအိမ်ပြန်တဲရတယ်လို့ဒေသခံပြည်သူတွေကသတင်းပေးဖို့ပြောကြားထားပါတယ်ပေးဆုံးသွားတဲ့ဈေးတယ်ဥဖိုးထူဟာမြင်းချံမြို့နယ်လေးအိမ်တန်းကျေးရွာအုပ်စုအင်ဂျင်ပင်ရွာမှာနေထိုင်ပြီးတော့ဒေသတွင်းမှာရှိတဲ့ကျေးရွာများကိုလှည့်လည်ပြီးဈေးရောင်းချကရိုးသားစွာနဲ့မိသားစုကိုရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။